စားရတော့ဒါမျိုးဆိုတာမမ9ယောက်အခုက4ယောက်ဖြစ်သွားတော့3ယောက်ရောတယ်3ယောက်ရောတော့မပြည့်စုံဘူးနည်းနည်းလေးတော့ရုံးကန်ရတယ်လို့ပဲပြောရမှာပေါ့ကျွန်တော်အရင်တရှင်းနေမှာ9ယောက်အခုက4ယောက်ဆိုပါတယ်ရင်ဆိုင်နေရတာလည်းမလွယ်ဘူးပေါ့နော်အဲ့တော့ဟိုဟိုထွက်သွားရတူလေအဲ့လိုမလွယ်တယ်လို့ကြံခဲ့တယ်လည်းမလွယ်ပါဘူးတကယ်နဲ့ဘယ်သူမှမလွယ်ပါဘူးအပြေသား င်းမြန်ဘက်ကရောကိုရှင်မြန်ဘက်ကရောဒီနောက်သဘောတူပါလားဒီလိုဆုံးဖြတ်လိုက်တာပါအဲ့တော့အအများကြီးလဲဆက်ပြီးတော့အပေးပါအောင်မြန်မာလုံးအပိကြအတွက်အများကြီးကျေးဇူးတင်ပါတယ်ไปไล่ไปไล่จะเอาไม่เสร็จ ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကတော့ဂါမီဆွေးဖြစ်ပါခင်ဗျာကျွန်တော်နာမည်ဆက်လို့ခေါ်ပါရဲ့ဂါမီစ်မန်ပါပါကျွန်တော်ကဂါမီစ်ရဲ့လီဒါ K ပါခင်ဗျာကျွန်တော်ကဂါမီစ်မန်ပါရိုဖြစ်ပါခင်ဗျာကျွန်တော်ကဂါမီစ်ရဲ့လင်းထဖြစ်ပါခင်ဗျာကျွန်တော်ကိုပိုင်းတစ်ဆင့်မထရိုက်တာတနေ့ဝင်းကျင်လောက်ရှိပြီပေါ့နော် ခုကျွန်တော်တို့ဒီအပြစ်သားဆိုတဲ့စီးရင်လည်းကျွန်တော်ကိုယ်ပိုင်တချီအမြင်လေးကျွန်တော်ခံတတ်ပေါ့နော်ပြန်ပြန်လည်းပရိသတ်စီကိုရောက်ရှိလာပြီပေါ့နော်အဲ့တော့ဒီ music video ကဒီနေ့ည9:00နာရီထွက်ရှိမယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ဒီ music video ထဲမှာအများကြီးစူးစမ်းထားတယ်ဒါတချင်းအရာရောတရုတ်ဆောင်ပိုင်းတွေအရာရောဂျန်နေအဖက်ဖက်ကကျွန်တော်တို့ team ရရောအာ director DB အကုန်လုံးတယောက်ချင်းစီကစာစူးစမ်းထားတဲ့ music video ဆိုတော့ပရိသတ်တွေအားလုံးပဲအဲချစ်ရှိရကျွန်တော်နာမည် music video လေးတစ်ပုဒ်ဖြစ်ပါတယ်အားလုံးမလို့ဖိုင်အပ်ပေးပါမယ်ခင်ဗျာ အရင်လည်းပျော်သွားတယ်လို့တပြိုင်တည်းအရင်လည်းဝမ်းနေရပါတယ်လို့ကြည့်ပြီးတော့ဟုတ်ပါတယ်လုတ်ခဲ့တဲ့ရာဘို့လို့အကောင်းဆုံး reset ထွက်လာတဲ့အတွက်လည်းချိန်ရပါတယ်ကျွန်တော်အမ် music video အကျန်းလေးတော့အဲကြီးခဲ့တယ်ပေါ့နော်ဒီဒီ screen နဲ့ပါတယ်ရောင်းခင်အကျန်းကြီးဘူးရယ်ပေါ့နော်ဒါမှန်းအခုဒီမှာကြည့်ရတော့အဲ့လိုကျွန်တော်ကြည့်ပြီးသားပဲကျွန်တော်စင်းနေတယ်ကျွန်တော်မြင်ပြီးသားပဲဒါပေမဲ့ဒီမှာကြည့်ရတော့ကျွန်တော်တကယ် ငိုးကျင်လာတယ်ဘာလို့လဲမသိဘူးဘာလို့လဲတော့မသိဘူးနော်အဲ့လိုတခုခုတခုခုဆိုရယ် feeling ရရပေါ့နော် music video ထဲမှာဟုတ်ကဲ့ music video တကယ်လို့ဆိုရင်ကျွန်တော်ပြုတ်ဆောင်တဲ့ချိန်မှာ recording လုပ်တဲ့ချိန်မှာဟိုကအော်တော့လေးယောက်လည်းတကယ်တမ်းဆိုရှင်တာလူသားပဲเนาะဆိုတော့ရောင်ချင်းဒီမှာလည်း story တစ်ခုရှိပါလိမ့်မယ်အဲတော့အဲ story တွေကပြန်ပြီးတော့တစ်ချင်းလောက်တဲ့ချိန်မှာ video တွေပြန်တဲ့ချိန်မှာပြန်ပေါ်လာတယ် သူတို့နဲ့အတူတူကြီးရတဲ့ feeling ရတော့လေအမှန်တမ်းပြောရင်ဘာနဲ့မှတော့လဲလို့မရဘူးပါဗျာဘာလဲဆိုတော့ကျွန်တော်တို့ဟို RP ရဲ့ပြိသက် RP ရဲ့ fan တွေလေအာသူတို့ရှိမှပဲကျွန်တော်တို့ဆိုတာဖြစ်လာအားကြောင့်မို့လေသူတို့နဲ့အတူတူကြီးရတဲ့ feeling ရတော့တကယ်ပြုံးပြတ်တတ်အောင်ပါပဲခင်ဗျာဟုတ်ဟိုစားတရားဒီလိုဒီလိုနေရပါလို့ဟိုတရှိစားလာအရင်ကတော့ညင်ယူမနေထိန်းထားရနေတာပေါ့နော်အကုန်လုံးလာပြီးပါလေလို့ဟိုနောက်နောက်ဟိုပွဲတွေရတော့လာချင်းပေါ်ရရှားရပေါ့နော်လာကြည့်ခဲ့နေညင်လာပြီးနေမှာပါလုံးလိုင်းနေလာပြီးနေသက်ပါလို့ ကောင်းလို့လည်းချပါလေ။နန်တိုင်းပြောရမယ်ဆိုရင်တော့ကျွန်တော်ပရိသတ်တွေကတော့ကျွန်တော်အကောင်ဆုံးပြီးကျင်တယ်။ကျွန်တော်လည်းကျွန်တော်တို့လုံနိုင်တာထက်ကျွန်တော်တို့တက်ဖန်နိုင်တာထက်ကိုကျွန်တော်တို့ပို့ပြီးတော့လုပ်ခဲ့တဲ့အရာတွေပေါ့နော်။ဒါပေမဲ့ပရိသတ်ပရိသတ်တွေစီကလည်းဒီလောက်ငိုလိမ့်မယ်လို့အထီတော်ကျွန်တော်တို့အဲ့လိုမမှန်ရဘူး။မမှန်ရဘူးကျွန်တော်တို့ညှောလင့်နေသို့တော်အရင်ရောအိမ်မမှန်ရဘူး။ဒါပေမဲ့ကျွန်တော် ခဏမှပြောလို့ပဲကျွန်တော်ကြည့်နေတယ်ကျွန်တော်ကြည့်နေတယ်ကျွန်တော်နည်းနည်းငိုးချင်လာငိုးချင်လာကျွန်တော်အရှိ့ကိုထွက်လိုက်တယ်ကျွန်တော်ပရိသတ်တွေကိုကြည့်လိုက်တဲ့အချိန်မှာငိုးချင်ပါတယ်ငိုးနေတော့ပုံမှန်ဆိုရင်ကျွန်တော်ပွဲအများကြီးလဲဆိုဆိုဘူးပါလေကျွန်တော်စင်ပေါ်မှာဆိုတဲ့စကားပြောတတ်တယ်ဒါပေမဲ့ကျွန်တော်မပြောတတ်တော့ဘူးအဲ့မှာကျွန်တော်ပြောမှလည်းမသိတော့လက်တွေလည်းတုံနေရပေါ့နော်ကျွန်တော်အဲ့လောက်ထိကိုအဲပရိသတ်တွေကဖီဘက်ကြတော့တကယ်ကိုကျေးဇူးတင်ပါတယ်ကျေးနပ်လားဟုတ် မျောမှန်းထားတဲ့ပုံပြီးတော့ရောက်တဲ့ quality တခုကိုရခဲ့လို့ထင်တယ်။ကျွန်တော်ကိုယ်တိုင်လည်းအဓိက quality ကိုပိုဦးစားပေးပြီးတော့တရုတ်ဆောင်တာအစတကယ်မှုထည့်ပြီးတော့ပြည်ပြောင်းလုပ်ခဲ့ရဆိုတော့ present နဲ့ကြိုက်တယ်လို့ထင်ပါတယ်။နော်နိုင်ပြောမယ်ဆိုရင်တော့မပြည့်စုံလို့လို့ပဲခံစားရတဲ့ပုံမှန်ရယ်အဲကျွန်တော်အစားတော့ဒါမျိုးဆိုတာမမ9ရောက်အခုက တယောက်ဖြစ်သွားတော့တယောက်ရောတယောက်ရောတော့မပြည့်စုံဘူးပေါ့အဲ့တော့ခံစားရတယ်နောက်ပြီးတော့အဲအများကြီးလဲကျွန်တော်ခုနောက်ပိုင်းဆိုရင်နည်းနည်းလေးတော့ရုံးကန်ရတယ်လို့ပဲပြောရမှာပေါ့ကျွန်တော်အရင်တချင်းနေမှာ၅ယောက်ခုက၄ယောက်ဆိုပါပဲအရင်ကျွန်တော်ခိုရီယိုတွေပေါ့နော်ကာရတဲ့အဲဘလော့ကင်းတွေက၅ယောက်အခုက၄ယောက်အကုန်ပြန်ပြောင်းရတယ်အဲ့တော့ကျွန်တော်တို့ကအဲရင်ဆိုင်တွေကလည်းမလွယ်ဘူးပေါ့နော်အဲ့တော့ဟို ဟိုထွက်သွားရတူလဲအဲ့လိုမလွယ်တလို့ကြံခဲ့တယ်လည်းမလွယ်ပါဘူးတကယ်လည်းဘယ်သူမှမလွယ်ပါဘူးအဲ့တော့ဒီလိုမလွယ်ကူခြင်းနေရာနေပဲကျွန်တော်တို့အအများကြီးဆက်ကြိုးစားတော့မှာပါဟုတ်ကဲ့ဆောဒါဘယ်လိုကြောင်းပေါ့အဲ့ဒါတွေအာကျွန်တော်တို့เนี่ยအဲ့လိုဆက်တယ်ရှိတယ်ဆက်တယ်ရှိတယ်သူမင်းတို့သွားတာအပြင်လည်းတူတူသွားတယ်အဓိကကတော့ဟိုအဲသွားခြင်းတဲ့ direction ပေါ့เนาะသွားသွားခြင်းတဲ့ direction အဲသွားခြင်းတဲ့ land ကြီးရှိရယ် ဲ့တော့အဲကိုရှောက်မဲ့လမ်းကိုဘယ်လိုကိုဗတ်ကိုကိုဆုံးဖြတ်ချက်ကိုရှောက်လိုက်တယ်ပေါ့နော်အဲ့တော့ဒီ entertainment ဘက်ကရောကိုရှင်မဲ့ဘက်ကရောဒီ new သဘောတူပေါ့နော်ဒီလိုဆုံးဖြတ်လိုက်တာပါအဲ့တော့အဲအများကြီးလဲဆက်ပြီးတော့အပေးပါဦးတူပေါ့မေကွန်တက်တော့မေကွန်တက်တော့အောက်မှာတော့နည်းနည်းချိန်နိုင်ကိုထောက်တာကိုအောက်မှာချိန်နိုင် မမမမကေအဲဒါတော့နောက်ပဲရှိလို့ချက်ပြန်မလာသေးဘူးနကောစာဟိုကောလုံးစမ်းဝင်ပါတယ်နော်ဖွင့်ဖွင့်ဘယ်လိုတွေ့ရလဲစမ်းစမ်းကေကေကေပြောမှာအဲကေပြောမှာကေပြောမှာအာကျွန်တော်ကအခု23နှစ်ထဲမှာရှိပြီပေါ့နော်အဲကျွန်တော်မူဖြောက်ခက်လာပါလဲဆိုတော့ ကျွန်တော်အသက်18ပြည့်ပြီးတော့အဲကျွန်တော်ရဲ့အမေကကိုဗစ်နဲ့ဆုံးသွားတယ်။အဲ့တော့ဒီမှုကိုထည့်တဲ့အချိန်မှာကျွန်တော်အတွက်ငွေရတဲ့အခန်းနေဆိုရင်ကျွန်တော်ကဘာကိုစဉ်းစားလိုက်လဲဆိုတော့နောက်ဆုံးအဲဆေးရုံခရင်ပေါ်ကအမေကိုကျွန်တော်တော်တော်မြင်တာ။အဲ့တော့အဲအဲ့ခံစားချက်ကိုကျွန်တော်မေ့ထားရတာအရင်မေ့ရတယ်ကျွန်တော်အတွက်ကအမေမရှိဘူးဆိုတဲ့အတွေ့အကြုံကျွန်တော်တို့တနည်းနည်းတနည်းကျော်နည်းနည်းလောက်ထိကျွန်တော်ကိုတတ်နေတော့မယ်အခုဒီလည်းတတ်နေတော့မှာပဲအဲ့တော့အဲ့ဒီအတွေ့အကြုံ အဖြောက်ခဲ့ဖြောက်ပေးခဲ့ကျွန်တော်ဒီရဒါရိုက်တာကြီးပေါ့နော်အဲ့ဒီအတွေ့အရင်နဲ့ကျွန်တော်ကျွန်တော်မျက်ရည်ဆက်ဆက်လာရင်ကျွန်တော်မျက်ရည်ကြာခိုင်းတယ်1 2 3မျက်ရည်ကြာအဲ့လိုပြောကျွန်တော်ကျွန်တော်ဘယ်လိုလုပ်ရမလဲမသိဘူးအဲ့မှာကျွန်တော်မျက်ရည်မကြာအောင်အဲ့တော့ KO မျက်ရည်ကြာဖို့အချိန်ပေးမယ်ကြိုက်တာတွေ့အဲ့မှာကျွန်တော်အမေကြောင်တွေ့ရကျွန်တော်မျက်ရည်တန်းကြာလာတယ်နောက်ပြီးရင်ကျွန်တော်ကိုထိုင်ခိုင်းတယ်ပင်မနေမလားတဲ့အဲ့ဆိုရင်ねအဲ့ဒါကြီးမတွေ့ဘဲနဲ့မျက်ရည်ကြာလို့ရမယ်နီးတင်ပေးမယ်အဲ့ဒီကိုတင်ပေးခဲ့ရတယ်ကျွန်တော်ဒါရိုက်တာကြီးပဲပေါ့နော်အဲ့တော့အဲ အဲ့တော့ကျွန်တော်နောက်ထပ်ငိုရတဲ့အခန်းလေးတရုတ်ဆောင်ရင်ကျွန်တော်စိတ်မပင်ပန်းတော့ဘူးပေါ့ဗျာဒီလားအဲ့ဒါကျွန်တော်ကျွန်တော်ရဲ့အကိုတင်ချင်း CV Oh sorry ချက်ပါခေါင်း DM လာပါ DM DM လာပါ slide to the DM အဲ့တော့အဲပုံမှန်တော့ခုနပြောစီပေါ့နော်ကျွန်တော်တရားရာခိုင်နှုန်းလုတ်ခဲ့တယ်ဆိုလို့ရှိရင်အခုကအခုကစားပြီးနောက်ပိုင်းက1000ရာခိုင်နှုန်းလုတ်မှာပေါ့နော်အဲ့တော့ တုံးကလည်းမိကုံရန်ကိုပြေးပါမယ်ပြိတဲ့တရားလည်းမိကုံရန်ကို like ကို like like ခဲ့ပြီပါ like ခဲ့သေးပါเนาะဆိုတော့အများကြီးလုပ်ပါမယ်အဲဒီကြတော့ကျော်လေးယောက်ကိုချိန်ကြိုက်တွေ့ရမှာပါเนาะဆိုတော့ချိန်ကြိုက်တဲ့ပုံရဲ့ຢာရဲအားလုံးနဲ့တွေ့ရမှာပါအဲ့တော့ကျွန်တော်ကလည်းခုနပြောလို့ပြေးပါမယ် like ໄປပါဟုတ်ပါပြီပါဟုတ်ကဲ့ပါကျေးဇူးပါ